အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တီအားလုံးမင်္ဂလာပါဒီအပိုင်းမှာ Real Madrid အသင်းရဲ့တောင်ပံကစားမရိုဒရီဂိုနဲ့ပတ်သက်လို့မာကာရဲ့ထပ်ဖို့ပြတဲ့ဒီဆိုရှယ်ဆိုရင် Madrid ကရိုဒရီဂိုကို ထွက်ခွာခွင့်ပေးဖို့ပြင်ဆင်နေပြီဒါကစားမဘက်ကထွက်ခွာခွင့်တောင်းဆိုတာနဲ့သူတို့ဘက်ကတတ်မှတ်တဲ့ပြောင်းရွှေ့ချေအတိုင်းလက်ခံရရှိမယ်ဆိုရင်ရောင်းမယ်ဆိုအဲ့ဒါကသတင်းတွေတောင်းလျှောက်တက်နေတဲ့အချိန်အောင် အာစနယ်အသင်းဘက်ကအခုလက်ရှိမှာရိုဒရီဂိုဟာသူ့ရဲ့နံပါတ်1တောင်ပံအော်ရှင်ထွက်တာဂက်ထားရသည့်တိုင်အောင်အခုခရစ်စတယ်ပဲလစ်ကတောင်ပံကစားပါအဲစီကိုသွားရောက်ပြီးတော့ဆက်သွယ်ခဲ့ကြောင်းဖာဘီစီယိုမှာပေါ်ပြလာတယ်ဆိုတော့အာစနယ်အသင်းရဲ့ဒါလူငယ်ကစားမအကယ်ဒမီကစားမလေးတယောက်ဖြစ်ခဲ့တဲ့အဲစီကလက်ရှိမှာခရစ်စတယ်ပဲလစ်ကဒီနွေရတီမှာရောင်းမယ်ပြောင်းရွှေ့ခြင်းကတော့ရိုချီစာချိုးပေါင်း68တန်းတန်ကြီးရှိတယ် ရူဒီโกက89တန်ယူရိုတန်90ဒါအဲဇီကပေါင်68တန်ရှိတယ်ဆိုတော့အဲ့နေရာမှာအာစနယ်အသင်းကဒါလက်ရှိမှာအဲဇီကိုတော်တော်ကိုစိတ်ဝင်စားတယ်တကယ်လို့ရူဒရီโกအပြောင်းရွှေ့သူတို့မျော်လင့်ထားသလိုမဖြစ်လာခဲ့ရင် ်အဲစီအပြောင်းရွှေ့က ready made plan b ဖြစ်ဖို့လိုအပ်တဲ့အတွက်ကြောင့်ဒါ crystal palace နဲ့ကစားမရဲ့ camp ကိုတွားပြီးတော့သူတို့ဆွင်းွေးထားတယ် fabricio ရဲ့ပေါ်ပြခြင်းရအစောပိုင်းစကားပြောဆိုမှုတွေတောင်သူတို့ပြုလုပ်ထားတယ် arsenal က crystal palace ကိုအဲစီအပြောင်းရွှေ့အတွက်ငါတို့စိတ်ဝင်စားတယ်ဒီဒီကဘလို့ပုံစံမျိုးဖြစ်နိုင်မလဲဘလို့ပုံစံ payment structure ရှိလဲ palace ရဲ့ situation ကဘာရှိလဲဆိုတဲ့အချက်တွေကိုစုံစမ်းမေးမြန်းထားတယ်ဒီနေရာမှာအဲစီကို တော့နာဟော့စပါစေဝင်စားတဲ့အစိုးပိုင်းတော့ကချီစီကဂျီမီကက်တက်စ်ကိုမခေါ်ခင်စိတ်ဝင်စားလို့မန်ယူနိုက်တက်လည်းအပွဲမှုအပြောင်းအရွှေ့သာပြတ်သွားရင်ဆိုပြီးတော့စိတ်ဝင်စားမှုရှိနေတယ်။ထော်တန်ကအဲဇီအပြင်ဂူဒုစ်ကိုလည်းလိုက်တယ်။စပါစ်ကအဲဇီကိုစိုးပိုင်းတော့တော်တော်လေးလိုက်ပြီမဲ့ဒန်နီယယ်လီဗီကအဲဇီရဲ့68သန်းကိုပေးဖို့စာနာမရှိတဲ့အတွက်ကြောင့်သူတို့အခုမိုဟာမက်ဂူဒုစ်ဘက်ကိုလိုက်တယ်။ဒါပေမဲ့ခက်တာကဂူဒုစ်က86သန်း။ဆိုတော့ အာစနယ်သင်းကအဇီးကိုတော်တော်လေးသဘောကျတဲ့အချိန်မှာဒီဇာမကရောပေါင်68တန်းတန်လာဆိုတော့အသက်26နှစ်အရွယ်ရှိတဲ့ Crystal Palace ကအင်္ဂလန်တောင်ပိုင်းကစားမှာ Everichi Isaac လက်ရှိ current market ပေါက်ချေက Euro 55တန်းတန်ကြီးရှိတယ်သူကပြီးခဲ့တဲ့ရာသီမှာ Crystal Palace ကို FA Cup Champion ဖြစ်ရမှာ လုံးထဲသောအဖိုးတန်အနိုင်ကိုတွင်းခဲ့သူဖြစ်တယ်။ဆိုတော့သူ့ကိုပယ်လစ်ကယိုဂျေးစာချုပ်ပေါင်68တန်သတ်မှတ်ထားပြီးတော့ယူရိုနဲ့ဆိုရင်တန်80ရှိတယ်။ဆိုတော့ရိုဒရီဂိုကပေါင်89တန်ယူရိုတန်90ရှိတယ်။ဆိုတော့အေဗရီချီအစီကိုအာစနယ်တင်းကစိတ်ဝင်စားတဲ့အခါမှာအာစနယ်ပြည်သက်တွေကရိုဒရီဂိုလား အဲဇီလာဘသူကိုပူချိုက်ကြလဲဆိုအခုလောလောဆယ်အနေထားရကြည့်တဲ့အခါမှာတချို့ကလည်းပေါ့လေဖေးစီသားမလိုချင်ရင်ဂါနာချူတို့မာတီနယ်လီတို့ရှိတာပဲဘာမှဖေးစီသားဒါပေမဲ့ရူဒရီโกရဲ့စကေးနဲ့ရူဒရီโกရဲ့အတွေ့အကြုံနဲ့ရူဒရီโกရဲ့အောင်မြင်မှုနဲ့ဝင်းနေမန်တယ်လတီတွေဒါတွေကဒါအဲဇီတို့မာတီနယ်လီတို့ဂါနာချူတို့လုံးယူလို့မရဘူးဆိုဒီချက်ကကျွန်တော်ကရူဒီโกကိုပို့သွားကြတယ်ဒါပေမဲ့အာဆယ်ကအေဗရီချီအဲဇီကိုသူတို့ကမရရအောင်ချိတ်ကပ်ထားတယ်တကယ်လို့ ရူရီကိုနောက်ဆုံးချိန်ထိလိုက်နေလို့မှအဆင်မပြေရင်ချက်ချင်းသူတို့ ready made ဖြစ်ဘူးဆိုတော့အပြောင်းအလဲတစ်ခုမှကျွန်တော်တို့နားလည်ထားရမှာကချက်ချင်းကြီးဒီကစားမကိုကောက်တွေ့လို့ကောက်ချက်ချင်းကြီးကောက်ဝင်လို့ရတာပေါ့ကစားမနဲ့ပတ်သက်လို့ဆက်ဆွေးနွေးရမယ်အချက်လက်တွေစုဆောင်းရမယ်အသင်းကိုသွားဆက်သွယ်ရမယ်ပြီးရင်စကားတွေအကြ ాయి ပြောရမယ် negotiate လုပ်ရမယ်ပြီးတော့မှ dandy အဲ့ဒါဖြစ်ဖို့ဆိုအနည်းဆုံးတော့3 4 5ရက်တစ်ပတ်နှစ်ပတ်အဲ့လိုမျိုးကြာကြတယ် unless chelsea လိုမျိုး your in don 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 ဆိုဝင်တော့တမျိုးပေါ့ဆိုတော့ every chi asie ကို အာဆန်ကလိုချင်တဲ့အဓိကအချက်ကနောက်တစ်ခုကသူကအင်္ဂလန်ပရီးမီးယားလီးရဲ့ proven player တယောက်ဖြစ်လို့ပြီးခဲ့တဲ့ရာသီပရီးမီးယားလီးမှာ34ပွဲကစားတဲ့6ဂိုးသွင်း6ဂိုးဖန်တီးထားပြီးတော့16ဂိုးပါဝင်ပတ်သက်ထားတဲ့သူရဲ့ highest current highest market value ကတန်း60တိရှိတယ်အခုတော့55တန်းပေါ်လေး5တန်းပြန်ချသွားတယ်ဒါပေမဲ့မနစ်ကရာသီ 43ပွဲပြိုင်ပွဲဆုံးမှာ Bailey's တွက်ကစားပြီးတော့14ဂိုးသွင်း17ဂိုးဖန်တီးပြီး25ဂိုးပေါင် ပတ်သက်တယ်ဒါကတော်တော်ကောင်းတဲ့ amount ဖြစ်တယ် Elze က injury တိတ်ဖြစ်တဲ့ကစားမှဖြစ်ဘူးသူရဲ့ similar type ကစကားလိုပဲ cut inside လုပ်တယ်အထဲကိုဝင်တယ်လှမ်းကံပဲပုံစံမျိုးဖြစ်တယ်အစွန်ထွက်တဲ့အပိုင်းတော့ရှိပေမဲ့ဒါ Premier League မှာတော့အတွေ့အကြုံရှိတဲ့ကစားမှပဲဆိုတော့ Every Chi Elze ကို Arsenal ကဆက်သွယ်မှုပြုလုပ်ထားပြီးတော့ သူတို့ရဲ့တောင်ပန် position အခုလောလောဆယ်အာဆင်နယ်ပြည်သက်တွေခေါင်းနဲ့ထည့်ထားမှာက Ezila Rudiger ဒါပဲတိုက်စစ်က Yukres လား Sascola ဒါပဲအခုဒီရပိုင်းမှာဒီ Hugo Akitike ပါညာတရင်ထွက်တယ်အဲ့ဒါကိုမေ့ထားလိုက်အာဆင်နယ်ကအဲ့ပြောင်းရွှေ့ကိုဆွေးနွေးရမှာအကြိုက်ဆွေးနွေးရအောင်မယ်နောက်တစ်ခုက Itron Frontback ကတန်းတရာတော့လိုချင်တာမပေးဘူးသူမဆိုတော့အားလုံးကောင်းတဲ့မှာ Averichi Azela Rodrigo လာတယောက်ပဲတယောက်သေးပဲဒါပေမဲ့ Arsenal ရဲ့နံပါတ်1တားဖြစ်က Rodrigo ဒါပေမဲ့ Eze ရဲ့အပြောင်းရွှေ့ကလည်းအာတာဂျက်တခုက instrument နဲ့အဲ့68ဘန်းကိုပေးလို့ရတယ်။၃ရက်ခွဲပေးလို့ရတဲ့အချက်ကစိတ်ဝင်စားစရာအချက်ဖြစ်တယ်။ Spa ကတော့ Kudus ဘက်ကိုလိုက်တဲ့အတွက်ကြောင့် Arsenal က AZ ရဲ့ race မှာတသိနဲ့ဖြစ်နေပြီးတော့ဒါ Average AZ ပဲလား Rodrigo ပဲလားဒါဟိုနှစ်ယောက်လိုမျိုးတိုင်ပတ်မှာ စိုးရင်ပြင်မဲ့ဒါကလပ်ဖက်ကတော့ပဲလီစတောင်ပကသားမကိုစတင်ဂျိုးပန်းနေပြီဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်